ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်ယောဖြစ်ပါတယ်2025ခုနှစ်မေလ24ရက်စနေနေ့နေ့ခင်းစီးရဲတဲ့30ဆယ်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကချင်ပြည်နယ်ဖားကန့်ကိုကာမိုင်းကနေထိုးပေါက်လာတဲ့စစ်ကောင်စီစစ်ကြောင်းဟာလုံခင်းကိုရောက်ရှိဖို့ရုံအောင်ပြအောင်ကြောက်ထုနန်သိန်း9မိုင်6မိုင်5မိုင်ကြောက်ပါလေပြင်းရွာတွေကိုဖျက်ဆီးရအောင်မှာဖြစ်ပြီး7မိုင်ရောဝေးကွာနေသေးတာဖြစ်ပါတယ် ။တပြန်လေးကရဟယင်ပြစ်ချတဲ့ YouTube content ရဲ့ကာဘာပိုတိုဟာဗိုလ်ချုပ်ကြီးခွန်မော်စုချနေတဲ့ပုံဟောင်းဖြစ်ပါတယ်။ဓာတ်ပုံမှာလည်း3300စုချတယ်လို့ဒါပါရှိတာဖြစ်ပါတယ်။ဘိုးတိုင်းရှိချမ်းတာဝန်မျိုးနဲ့စဘာကျွဲကြီးရောဟာလေကြောင်းတက်ခိုက်မှုအပြင်ရမန်နေနေကင်းကကုတ်ကိုစုရောစစ်စခန်းကနေလက်နေကြီးနဲ့ပြစ်ခတ်တက်ခိုက်တာကိုပါခံရရှာပါတယ်။ဘုံမင်းဖေးရမှာအခြေပြုထားတဲ့လက်နေကြီးစခန်းကနေလည်းအဲ့ဒီရွာကိုပြစ်ခတ်လျက်ရှိပါတယ်။အင်ဂျီလေးရခန့်ရှိတဲ့အစိုးရရွာဟာမိလောင်နေပြီဖြစ်ပါတယ်။မန္တလေးတာ ညောင်မြို့နယ်နက်ပလင်ရွာသားတွေအတရားမှလူသစ်စုခံရပြီးပြင်မနာမိုးဆွေအခြေဆိုင်အမှန်နဲ့တမလို့တမ်းပြင်းလေးချင်းအကြောင်းမှာစစ်တင်တန်းတက်နေကြရတယ်လို့ကျွန်တော်ပြောခဲ့မှုပါတယ်စိတ်ဓာတ်ကြဆင်းပြီးအစာမစားတော့လို့အာဟာရပြတ်တောက်ပြီးတေဆုံးခဲ့ရသူတွေရှိနေပါတယ်ယခုလိုအနာဖယ်နီလို့ခေါ်တဲ့စစ်ခြေခံတင်တန်းကာလမှာတေဆုံးရင်ပြင်ဆင်မရဘူးဖြစ်ပါတယ်ခုကတော့မထူပါဘူးအလောင်းမပြနိုင်ရင်ဘာမှရတာမဟုတ်ဘူးဖြစ်ပါတယ်သခိုင်းမြေလက်ချမ်းမြောက်တို့ကိုလေကြောင်းတိုက်ခိုက်မှုအများဆုံးပြုလုပ်နေတဲ့တရားဦးလေတဲ့ကိုရဲမူကြီးဦးစီးအင်အားတရာပို့ထားတာရှိပါတယ် ရထိုးရဲ့ဘက်ကလည်းကိုလာရွှေတွေကအင်အားချဖြစ်နေတာတတိထားမိပါတယ်။မြို့ပေါ်လုံချုံရဲ့ယူနေရတဲ့ရဲတိုင်းတွေကိုကြီးတီးတန်းတိုက်ခိုက်ရေးစုဖွဲ့နေတာကိုတွေ့လာရပါတယ်။စခန်းရဲတွေထက်တိုင်းရဲတွေကပိုစိတ်နဲ့ပြင်းပါတယ်။မကြခင်ပြေးလာကြတာကိုတွေ့ရပါလိမ့်မယ်။ယခုလိုရပိုင်းမှာမင်္ဂလာလုံးလေးရက်ကလေးအများနေအတက်ဆင်းစိတ်လာတာကိုတွေ့ရပါတယ်။တောင်သာမြင်းညာနှထိုးကြီးနဲ့စမီးကုံမြို့နယ်တွေကိုလေကြောင်းစစ်ကူနဲ့မြေပြင်စစ်ကြောင်းတွေ အင်အားသုံးဝင်ရောက်မဲ့စီမံချက်ရှိနေနိုင်တယ်လို့မင်္ဂလာတုံလေတာနဲ့နိစသူတွေထံကနေသိရှိရပါတယ်။ဒီတိမ်မျိုးကလေးရတက်လာတဲ့စစ်ကြောကိုချင်းကဝဲအင်အားစုတွေဖျက်တော့ပိတ်ဆို့တိုက်ခိုက်ထားပါတယ်။ဒီတိမ်ကြီးရောက်သွားမဲ့ပုံစံမျိုးမရှိပဲစစ်ပြူဟာအရေးကြီးပြီဖြစ်တဲ့တိုင်းငင်းစခန်းကိုအင်အားဖြည်တာဖြစ်နိုင်တယ်ဆိုတဲ့မြေပြင်သတင်းတချို့လည်းရှိနေပါတယ်။ပြင်းပြီနဲ့မြောက်ရီဝေါ်လီနမိုင်းမော်ကော့ကရိတ်မျိုးနယ်တွေကဘလယ်ဒိုစခန်းကြီးကိုလည်းစစ်ကောင်စီအားဂျမန်တွေကလက်လွတ်လိုက်ရပြီဖြစ်ပါတယ်။လက်ရှိ ကရင်ဝင်တဲ့ကရှေ့တန်းမစုတ်တန်းခန်းစစ်စခန်းတွေရဲ့အလေးထားတိုင်းအလံပြူအယောက်30မက်ဆီ30နဲ့စုစုပေါင်းစဝေနီလာ62ယောက်အကြီးအရှိအတူနှစ်ခန်းနီးနာနာတိဘူးတိခရန်နီးတွေစုံလင်စွာရတဲ့အကြောင်းကိုသက်ဆိုင်ရာတပ်မဟာကနေထုတ်ပြန်လာတာကိုစောင့်ကြတာပေါ့ဗျာမကွေတိုင်းဗရန်တန်နယ်မှာတော့အရရဲ့နှစီဂုံကြီးအန်လန်ဘက်ကိုတက်သွားတာရှိပါတယ်ရှိခါအပြစ်တင်ထားတဲ့မော်တော်ယာဉ်တွေဖြစ်ပြီးအလံပြူလွတ်ထူလာတာကလည်းထူးဆန်းနေပါတယ်တောင်သောစကန်းကိုရိတ်ခါထပ်မှန်စုပုံနေတာဖြစ်ပါတယ် ခြေစုံမျိုးနဲ့ပခိုင်ကိုကြီးကျော်ရဲ့ကျောင်းတော်ကြီးထဲမှာအင်အားစီစစ်ဆဲစစ်ကောင်စီစစ်ကြောင်းကြောင်းလာရောက်အခြေပြုထားတာရှိပါတယ်။နေ့လယ်ပိုင်းမှာတော့မြောက်ဖက်သို့ဥတီရွေရှားနေပြီလို့သိရပါတယ်။အဲ့ဒီရေစကြိုကရွာသားဆိုတဲ့ရွာလေးကိုလုံခဲ့တဲ့ည20ကျော်ကကျွန်တော်ရောက်ခဲ့ဘူးပါတယ်။ချင်းရင်းမြင့်နဲ့အေယော်ရီမြစ်ဆုံရရေစကြိုဒေတာလေးဟာနေချင်းစပွဲနယ်မြေလေးဖြစ်ပါတယ်။အဲ့ဒီတော့ကဒရာကြီးမပြီးသေးတော့မော်တော်လေးတွေနဲ့သာရှေ့ဘက်ကနောက်ဘက်ကကိုကူးတန်းခဲ့ရတာကိုလည်းမှတ်မိနေပါသေးတယ်။ ပြီးခဲ့တဲ့ပတ်တနင်္ဂနွေနေ့ကပခုတ်ကူမြို့နယ်ဖုန်ကန်ရွာစစ်ကောင်စီစစ်ဆေးဂိတ်ကကိုလာရှိသုံးမွေကိုရေးတကြိုကာဝေးတပ်ပေါင်းစုကလက်ရဖမ်းမိထားတာရှိပါတယ်။၎င်းစစ်ဆေးဂိတ်ဟာပြည်သူတွေကိုဘောက်မှာရိုင်းစားဖမ်းဆီးစစ်ဆေးငွေညှင့်နေတဲ့ဂိတ်တစ်ခုဖြစ်ပါတယ်။အဆိုပါရဲသုံးယောက်ဟာပခုတ်ကူမြို့ပေါ်က KTV အသွားနမ်းမိုင်းတနေရမှာဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီးရဲတပ်တစ်ချက်တယောက်နဲ့ရဲတပ်သားနှစ်ယောက်ဖြစ်ပါတယ်။စူပါရဲစီကဖုံးသုံးလုံးနာနာတိနှလုံးနဲ့မြမငွေ3,980ဘူပါလက်ဝယ်သိမ်းဆဲနိုင်ခဲ့တာဖြစ်ပါတယ် ကိုလာရှိ3ယောက်ရဲ့စားကလည်း short တော့တွက်လို့မရသေးဘူးဖြစ်ပါတယ်3ယောက်ပေါင်းလို့2သိန်းမပြည့်ပဲ KTV တွားရတဲ့တက်တီကိုကြည်တာနဲ့တင်ချိန်သွားရပြီဖြစ်ပါကြောင်းပြင်ပြလိုက်ရပါတယ်ခင်ဗျာစလဲဆုံးနားထောင်ပြီးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်စိုက်ပွဲရှိရင်အောင်ပွဲရှိမယ်